ိသားစုကံမကောင်းတဲ့သူတွေနဲ့ပတ်သက်ပြီးဟောကြင်ပါတယ်။ဘုန်းကြီးတို့တွေရဲ့မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့အတိုင်းပဲကံကံဤအကျိုးဆိုတဲ့တရားအကြောင်းရှိလို့အကျိုးဖြစ်တယ်ဆိုတဲ့တရားဒါကိုအမြဲတမ်းဆင်ကျင်မယ်ဆိုလို့ရှိရင်ဆင်းရဲတာပဲကြုံကြုံ၊ကြွေကွင်းမှုတွေပေါင်းစည်းမှုတွေဘလို့အရာတွေနဲ့ပဲတွေ့တွေ့မတုံမလုံပဲနဲ့နေနိုင်အောင် 調査သွားဖို့ပဲလိုတယ်ဆိုတာပထမဦးဆုံးပြောထားခြင်းလေတချို့ကတသက်လုံးအတိုင်းတာအဖြစ်ဥမကွဲတိုင်မပြတ်မိသားစုတွေနေသွားနိုင်ကြတယ်ပြောပြောပါပါနေသွားဖို့ကံပါလာတယ်တချို့ကကံပါမလာဘူးငယ်ဘဝတည်းကအဖေဆုံးသွားရတာနဲ့အမေဆုံးသွားရတာနဲ့ဆွေမျိုးတွေဆုံးသွားရတာနဲ့ဒါမျိုးတွေကြုံပြီးတော့တယောက်ထည့်ရက်တရာတဲ့သူတွေလောကမှာအများကြီးရှိတယ် အဲ့တော့မိသားစုကံမကောင်းတဲ့သူတွေဆိုရင်ဖြစ်တတ်တဲ့သဘာဝကတော့စိတ်အားငယ်တတ်တယ်။တကုတ်ကုတ်ဖြစ်လာရင်သူကဝမ်းနည်းလွယ်တယ်။ဒါပေမဲ့အဲ့ဒီအတိုင်းပဲဆက်ပြီးတော့သွားမလားဆိုတော့လည်းသွားလို့မရဘူး။ဘဝဆိုတာရှိနေတဲ့အတွက်ကြောင့်ဘဝဝန်းခန္ဓာဝန်းဆက်ပြီးထမ်းရအောင်ပါပဲ။ဒီတော့ရင့်ကျက်ဖို့လိုတယ်။ဘုန်းကြီးတို့တွေဆိုရင်6တန်းလောက်တည်းကအဖေနဲ့မနေရတော့ဘူး။ ိုးရန်လောက်ကြတော့ပထွေရရပြန်ရောဒီလိုနဲ့ပဲတသက်လုံးနောက်ပိုင်းကြမိပါတွေနဲ့အဝေးကြီးမှာနေတယ်ကိုလိုတဲ့ပညာရက်တွေကိုရှာဖွေတယ်နောက်ဆုံးမိပါတွေအကုန်လုံးကိုမရှိခင်မှာဆုံးသွားကြတာကြီးပဲဘယ်သူအာသူပါမှလည်းမမေ့ဘူးအခုလက်ရှိချိန်မှာလည်းပဲဆွေမျိုးတွေနဲ့နေနေတာမဟုတ်အဲ့တော့ရက်တီတော့လေတူတယ်ပဲရက်တီနေတာ ဲ့တော့တယောက်တည်းနေရလို့ဆိုပြီးတော့မိသားစုနဲ့အတူမနေရလို့ဆိုပြီးတော့ဝမ်းနဲ့တက်တဲ့သူတွေအတွက်ပြောချင်တာကကိုယ်အသက်ရှင်နေတဲ့အချိန်မှာကိုယ်ကျင်လည်ရပတ်ဝန်းကျင်မှာတန်ဖိုးရှိတဲ့လူသားတယောက်ဖြစ်နေအောင်ကြိုးစားဖို့ပဲလိုတယ်ရှင်ကွဲကွဲခြင်းတို့တေကွဲကွဲခြင်းတို့ဆိုတာဘဝရှိရင်ဂျုံကိုဂျုံမဲ့အရာဒီနေ့မဂျုံသိရင်နောက်နေ့ဂျုံတာဂျုံရတာပဲအဲ့တော့ဆိုတော့ ဒါရီအလုံးဟာခန္ဓာရလာကြတဲ့ကိုကဒုက္ခတရားတွေဆိုတာကြုံရမယ့်အရာတွေပဲဖြစ်တဲ့အတွက်တွေးတွေးပြီးတော့ဝမ်းမနေပါနဲ့။အဲဒီလိုမိသားစုကံမကောင်းတဲ့သူတွေလောကမှာအများကြီးရှိတယ်။ကိုတယောက်တည်းမဟုတ်ဘူးလို့အာတင်။ဘင်းကိုခဏခဏတွေးပြီးတော့ဝမ်းနေတာမျိုးမလုံနဲ့။ဘာမှအကျိုးမရှိဘူး။တရားတကြီးဆောက်ဆိုတဲ့အတိုင်းပဲရောက်တဲ့နေရာမှာ ကိုနဲ့ပေါင်းသင်းမိတဲ့သူတွေနဲ့ဆွေမျိုးလိုသဘောထားပြီးမြတ်တာပေးနားလည်မှုတွေပေးပြီးတော့တာဆက်ပြီးတော့ရှင်းသင်။တစင်းကလည်းအမျိုးတက်ကောင်းတာတွေအများကြီးရှိပါတယ်။ဒီလိုဆိုတော့မိသားစုနဲ့အတူမနေရပါပဲ။မိသားစုလိုမျိုးမြတ်တာပေးနိုင်တဲ့သူတွေနဲ့တွေ့လိုက်ပါတွေ့ပါလိမ့်မယ်။ဘုန်းကြီးတို့ဘဝလည်းဒီအတိုင်းပဲကြော်ဖြတ်နေရတာပဲ။ တော့မိသားစုဆိုတာဘယ်စီနေမှန်းတော့မသိတော့တဲ့အနေအထားမျိုးရောက်နေပေမဲ့ကိုအနေနာမှာရှိတဲ့သူတွေကိုမြေတားပြီးတော့မိသားစုကြီးလိုပဲပြန်ခံစားပြီးနေရတာပါပဲ။တစိမ့်တွေဆိုပေမဲ့မိသားစုတွေဖြစ်နေတာပါပဲ။ရောကံပါရာကံပါရာလူအချင်းချင်းပဲအတူတူနေလို့ရကြတာဖြစ်တဲ့အတွက်ကြောင့်တွေးတွေးပြီးတော့ဝမ်းမနေနဲ့ကိုမိပါနဲ့အတူမနေရလို့ညီကိုမောင်နှမတွေနဲ့အတူမနေရလို့စသည်ဖြင့် ဝမ်းနည်းနေမဲ့အစားကိုဘဝအတွက် အနှစ်ရှိမဲ့အရာတွေကိုရွေးလှုပ်သွားပြီးတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်သာအမြဲကြိုးစားနေရင်နေပြောသွားလိမ့်မယ်ဝမ်းနည်းမှုတွေကိုမေ့ပျောက်ထားနိုင်လိမ့်မယ်အဲဒီလိုဆိုရင်မရှိမျိုးမရှိမိဝေးဖဝေးဆိုတာဘလောက်သိုးသွမ်းတယ်ဘလောက်ခံစားရတာနာကြီးစရာကောင်းတယ်လေဆိုတာကိုဘုန်းကြီးတို့တရားကိုယ်တိုင်ခံစားထားတော့သိတယ် ဒါပေမဲ့ဒီနေ့ဘုန်းကြီးတို့တွေရက်တည်နေတာပဲမတုံမလုံဖြစ်လာအောင်လို့ရင်းရင်းကြလာအောင်လို့ကြင့်ယူရတာစ조사ယူရတာပဲအမြဲချင်းသဘောတွေအပန်းပန်းဆင်ခြင်ရတယ်ဖြစ်တတ်တဲ့သဘာဝတွေကိုအပန်းပန်းဆင်ခြင်ရတယ်ဘဝရှိလို့ဒုက္ခတွေရှိနေတာကိုဆင်ခြင်ရတယ်ကိုတယောက်တည်းမဟုတ်ပဲလောကမှာကိုလိုလူတွေအများကြီးပဲကိုတည်းဆိုးတဲ့သူတွေလည်းအများကြီးပါပဲလားလို့ ကိုယ့်ရဲ့နေတာတွေကိုပြန်ကြည့်ပြီးတော့ဖြည့်ဖြောက်ရတယ်။နောက်ဆုံးတော့အခုရက်တည်နေတဲ့ပဝင်းကျင်မှာတန်ဖိုးရှိတဲ့လူသားတယောက်ဖြစ်နေဖို့ပဲလိုတာ။အဲ့တော့တယောက်တည်းမလို့လဲဝမ်းမနေနဲ့။ဆွေမျိုးဝဲလို့လဲဝမ်းမနေနဲ့။ကံပါရင်ပြန်တွေ့မယ်။ကံမပါလို့မဆုံနိုင်တာကိုလည်းတွေ့ပြီးတော့ဝမ်းမနေနဲ့။လက်ရှိအချိန်ကိုသာ တန်ဖိုးအရှိဆုံးအချိန်ဖြစ်အောင်နေထိုင် ကိုယ့်အတွက်အနစ်ပါမဲ့အရာတွေကိုများများလုပ်နိုင်အောင်ကြိုးစားပို့ပြီးတော့ကြံ့ခိုင်လောက်အောင်လုပ်တရားဘာဝနာများများပွားအမှန်တရားကိုများများဆင်ခြင်အဲ့ဒီအခါမှာပို့ပြီးရင့်ကျက်လာမယ်ပို့ပြီးတော့တမာရီတွေရလာမယ်ပို့ပြီးတော့တတိတွေရှိလာမယ်အဲ့တော့တယောက်ထဲနေပြင်မဲ့တတိရှိစွာတည်ကြည်စွာနဲ့ဘဝခရီးဆက်ရှောက်နေတဲ့သူတွေလောကမှာ အများကြီးရှိပါတယ်လို့မိသားစုနဲ့အတူမနေရပေမဲ့တယောက်ထဲလည်းပဲရှင်သန်နေတဲ့သူတွေအများကြီးမှာအများကြီးရှိပါတယ်လို့ပြောပြီးတော့အားပေးပါတယ်ဒါကြောင့်ကဘာသူကဘာသားအပေါင်းကံကောင်းကြပါစေမိမိဖြစ်ချင်တဲ့စန္ဒတွေလည်းပြည့်နိုင်ပါစေတရားဘာဝနာလည်းများများအားထုတ်နိုင်ပြီးတော့အမှန်တရားကိုမြင်၍အေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ် အားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ